တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနှုတ်ဦးမြင့်ချင်တဲ့ကနေ့မှဖန်ပြန်လေးပြုဆိုပါတယ်။ ဆိုတော့ဒီနေ့အတွက်ဘတ်တမောက်ဦးဆုံးသတင်းအနေနဲ့ကအောင်ပွဲသတင်းကိုမပြောခင်မှာစစ်ရေးဖြစ်နေတဲ့သတင်းကိုအရင်ပြောချင်တယ်။စစ်ရေးထဲမှာကချင်ပြည်နယ်စစ်ရေးကိုပြောမယ်ဆိုလို့ရှိရင်အခုလောင်စင်မာကတိုက်ပွဲလုံးဝဖော်ဆောင်မှုမရှိဘူး။ဒါပေမဲ့စစ်ခွေးတွေဘက်ကနေမှပုံကျဲတိုက်ခိုက်နေတယ်။ဒီဝိုင်းမော်လမြောင်ဘက်မှာတော့စစ်ခွေးတွေပြည်သူခွေးတွေဘက်ကနေမှပက်ပက်ဆက်ဆက်ရှုံးတယ်။ဒါပေမဲ့စစ်ခွေးတွေကတော့ဒီနေ့ဒီရဲ့ချိန်အထိပုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်။ပြီးရင်ဖာကတ်မာကတခြားနေရာတဲ့ပို ပြီးမှရိုင်းဆိုင်စွာလှုပ်ဆောင်နေတယ်။ရွေးကောက်ပွဲမှာစစ်ခွေးတွေဘက်ကနေမှမြင်းနေရမြတ်မြတ်ရရှိနိုင်ဖို့ဆိုပြီးမှအခုဒီဖကန့်ဘက်မှာလည်းတိုက်ပွဲတွေအင်မတားမှပြင်းထန်တယ်။ဒီမိုးကောင်းဘက်ကပြည်သူစစ်ရဲ့ ရှမ်းနေခွေးတွေဒီစစ်ခွေးတွေနဲ့ပေါင်းပြီးတော့ထိုးစစ်စင်တာတွေအများကြီးရှိတယ်။အဲ့ထဲမှာတိတ်ပြီးမှ warning ဆရာကောင်းတာကစစ်ခွေးတွေကဆိုင်းတောင်ဘက်ကိုတွားချင်တယ်။ဒါပေမဲ့ဆိုင်းတောင်ဘက်ကိုတွားဖို့ပြင်ဆင်နေတာဟာတလကြော်တွားပြီ။ဒါပေမဲ့ဒီနေ့ဒီအချိန်ရဲ့အထိတို့အဲ့ဘက်ကိုမထိုးဖောက်နိုင်ဘူး။ဆိုတဲ့အခါမှာ အခုပြည်သူဒီကတော့တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာပတ်စံရှိတဲ့သူတွေကထွက်ပြေးသွားတယ်ခရီးသွားလာဖို့ရအတွက်ငွေကြေးရခက်ခဲနေတဲ့ပြည်သူဒီကတော့ဒုက္ခရောက်မှာကိုသိပေမဲ့လည်းပဲကိုယ့်ရဲ့အိမ်ဒီထဲမှာပဲဒီတိုင်းနေနေနေတယ်ဆိုတော့ကိုသိရတယ်ဆိုတော့မနေ့ကစစ်ခွေးဒီဘက်ကနေမှ လေရင်နဲ့ပြန်ဝဲတာတွေလုပ်တယ်လုပ်ပြီးတဲ့နောက်ပိုင်းမှာလေရင်နဲ့ဘုံရှစ်ခါဖကနမဖြစ်ဆိုတဲ့ယူအားမှာစစ်ခွေးတွေဘက်ကနေမှ လေရင်ဘုံနဲ့ လေရင်ဘုံရှစ်ကြိမ်ကျဲသွားတယ်။လေရင်ဘုံကျဲပြီးထွက်သွားတာနဲ့ဖကန်ဘူဟာကုန်းကနေလေလက်နဲ့ကြီးတင်နဲ့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်။နတ်မဖြစ်ဆိုတာလေအကုန်ကျဲသွားလောက်အောင်ဘုံကျဲတိုက်ခိုက်တယ်လက်နဲ့ကြီးတင်နဲ့ပြစ်ခတ်တယ်။ဆိုတော့ဒီခွေးတွေကဘယ်လိုလုပ်မလဲ။ကျတော့အတော်လေးစဉ်းစားဖို့လိုအပ်လာပြီဆိုတဲ့အကြောင်းပြောချင်တယ်ပြီးတော့အခုဒီဘတ်မောက်မှာလည်းတိုက်ပွဲတွေအင်မတန်မှပြင်းထန်တယ်ဘတ်မောက်ကနေမှ home lane ဒီဘက်မှာဆိုလို့ရှိရင် SNA ခွေးတွေအများကြီးရှိတယ်ဒီ SNA တွေခွေးတွေကတော့သူတို့ဒီ homeless မှာတိုက်ပွဲမရှိဘူးတခြားယူအားတွေမှာတိုက်ပွဲမရှိတဲ့အခါမှာကျတော့ homeless မှာရှိတဲ့ SNA တွေဗတ်မောင်တဲ့ homeless ကျမ်းမှာရှိတဲ့ယူအားတွေထဲမှာရှိတဲ့ SNA တွေအကုန်ဟာဒီဗတ်မောင်မျိုးကိုရရှိဖို့ရခွေးတွေနဲ့အတော်လေးလုံးပန်းနေတာတွေ့ရတယ်ဆိုတော့အဲ့မှာလဲ အခုဒီနေ့ဒီအချိန်ထိနေ့တိုင်းတိုက်ပွဲဖြစ်တယ်နေ့တိုင်းနေရင်လည်းပုံကျတိုက်ခိုက်နေတယ်ဆိုတော့ကြောင်းပြောချင်တယ်ပြီးရင်အခုကတော့ခြံထားတဲ့ဗမောအကြောင်းပြောမယ်ဆိုတော့ဗမောမှာ ကျတော့အတော်အတော်လေးကို အောင်ပွဲခံနေတယ်အောင်ပွဲကိုစက်တင်ဘာကနေစမယ်เนาะဆိုတော့စက်တင်ဘာလ29ရက်နေ့မှာခလာရ59ရက်အဓိကကာကင်းစခန်းကိုကျတော့ KIA နဲ့ပူပေါင်းတော်လာရဲဒီဘက်ကနေမှတိမ့်ပိုက်ခဲ့တယ် အောက်တိုဘာလ3ရက်နေ့ကျတော့ဒီရွှေပြည်သား KBC မှာအခြေချထားတဲ့စစ်ခွေးစခန်းကိုတိမ့်ပိုက်ခဲ့တယ်။အောက်တိုဘာလ9ရက်နေ့မှာတော့ဘုံမော်နမိုင်မှာရှိတဲ့စခန်းရဲ့အရှိတစီနဲ့ကော့ကွေးကြားမှာရှိတဲ့ခွေးစခန်း၃ခုကိုတိမ့်ပိုက်ခဲ့တယ်။မနေ့ကအောက်တိုဘာလ10ရက်နေ့မှာတော့ အမှတ်၁အချက်ကနားမှာတက်ဆွဲထားတဲ့ခွေးစခန်းပေါင်း၃ခုကိုထပ်မံပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။မနောကိုင်းမှာရှိတဲ့စခန်းအနေနဲ့တော့မဟုတ်ဘူး။ဒါပေမဲ့ခွေးတွေစုပြီးမှနေထိုင်တဲ့နေရာကို အော်တိုဘာလ၈ရက်နေ့တုန်းကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ဆိုတော့အခုဒီစက်တင်ဘာလ၂၉ရက်နေ့ကနေမှမနေ့ကအော်တိုဘာလ၁၀ရက်နေ့အထိဆိုလို့ရှိရင်ခွေးစခန်း ကိုခုကိုအပီးတက်တိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့ပြီဆိုတဲ့အကြောင်းပြောပြချင်တယ်ပြီးလို့ရှိရင်ဒီအော်တိုဘာလ9ရက်နေ့မှာတော့ပမော်နမိုင်ဘက်ကိုထုစစ်ဆင်လာတဲ့စစ်ခွေးတွေကို KIA နဲ့ပူးပေါင်းတော်လာရဲဒီဘက်ကနေမှအာတိုက်ခိုက်ခဲ့တဲ့အခါမှာ ခွေးတွေအများကြီးမတာပေါ်သွားတယ်။ကြံတဲ့ခွေးတွေကတော့ပမော်မျိုးဘက်ကိုခွေးပြဲဝပြဲပြဲသွားတယ်ဆိုတော့ကြောင်းသိရတယ်။စက်တင်ဘာလ29ရက်နေ့ကနေမှအောက်တိုဘာလ10ရက်နေ့အထိကခွေးစခန်းပေါင်း6ခုကိုကျမတို့သိမ့်ပိုင်နိုင်ခဲ့ပြီးခွေးတွေမတာပေါ်တာနေရာကျော်သွားပြီဆိုတော့ကြောင်းပြောပြချင်တယ်။နော်။ဒါတော့ကျမတို့တော်လိုက်ရတဲ့အောင်ပွဲဖြစ်တဲ့ကချင်ပြည်နယ်ရဲ့အကြောင်းနောက်တစ်ခုရှိသေးတယ်။အော်တိုဘားလိုက်လဲရနေတဲ့တုန်းက ခွန်လန်ဖိုးမှာ KIA အလို့မရှိကြအောင်တပိတ်မောက်ခဲ့ကြတယ်။အော်တိုဘလ9ရက်နေ့မှာတော့ပူတာအူမှာ KIA အလို့မရှိကြအောင်ကိုတပိတ်မောက်ခဲ့ကြတယ်။အခုကျွန်မတပိတ်နံမှာတင်ထားတဲ့အဥ္စာက Rowan Alliance ဘက်ကနေမှထုတ်ပြန်ချက်ထုတ်ခဲ့တယ်။ဆိုတော့အခုဒီထဲမှာသူတို့အဓိက ပြောသွားတာကတော့ ပူတာဦးမာရောခွန်လန်ဖူးဒီမာရောတပိတ်မောက်ခဲ့တဲ့အခါမှာအဲ့မှာရှိတဲ့ကျမ်းဖွတ်ဒီရောနော်စစ်ခွေးဒီရောဒီရဝမ်လူမျိုးတွေရဲ့အင်ဂျီကိုဝုတ်ပြီးမှရဝမ်ဟန်ဆောင်ပြီးတော့သူတို့တပိတ်မောက်ခဲ့ကြတယ်အခုဒီသူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာလည်းဖော်ပြထားတာဟာဒီလူမျိုးကျမ်းဖွတ်ဒီခွေးတွေကဒီရဝမ်ဒီရဲ့တံဖိုးထားရတဲ့ဝုတ်စုံကိုဝုတ်ပြီးတပိတ်မောက်တာဟာရဝမ် alliance ထဲမှာပါဝင်တော့နိုင်ငံရှစ်နိုင်ငံကရဝမ်လူမျိုးတွေဟာ ဒီနေ့ခွန်လန်းဖူးနယ်ပူတာအူမှာတပိတ်မောက်တဲ့နေရာမှာဒီရောင်လူမျိုးတွေရဲ့ဆန္ဒမပါဘဲနဲ့အတင်းအတမတပိတ်မောက်ခိုင်းတဲ့ဥစ္စာပြလို့ရှင်သူတို့ရဲ့ရိုးရာဝတ်စုံကိုလူဝတ်တဲ့ဝတ်စုံကိုခွေးတွေဝတ်ပြီးမှတပိတ်မောက်တာဟာသူတို့ရဲ့ဝတ်စုံကိုရှုံချတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းဆိုတော့ဒါဒီကို ဒီနိုင်ငံရှစ်နိုင်ငံကအာရဝံလူမျိုးတွေဟာလုံးဝမထောက်ခံဘူးတဟရဝံလူမျိုးတွေရဲ့ဆန္ဒမပါဘဲနဲ့အာနာနဲ့တပိတ်မောက်ခိုင်းနေဆိုတဲ့အကြောင်းကို အခုဒီ Rowan Alliance ကနေမှထုတ်ပြန်လာခဲ့တာဖြစ်တယ်ဆိုတော့အခုခွေးတွေကြည့်ကြเนาะအခုဒီပူတာအိုမှာတပိတ်မောက်တာဟာနင်းတို့ပြောတယ် Rowan လိုမျိုးတွေဟာ KIAD ကိုရှုံချတယ်တကယ်ရှုံချနေသလားအဲ့ US က Rowan ဒီလဲတိတန်စာထုတ်ထားတယ်လို့အခု Rowan Alliance ကနေလဲဒီလိုမျိုးစာထုတ်ထားတယ်မှတ်ထားပါเนาะ ်ဆိုတော့အခုတပိတ်မောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘောမဒီလည်းပါပြောထားတယ်လေเนาะရှိရတဲ့တုန်းကကြွား reaction လုပ်ခဲ့ပြီးသားဖြစ်တဲ့ခွေးကျော်မျိုးမင်းရဲ့ကချင်ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားတိုင်း KIA ကိုတပိတ်မောက်ရမယ်ဆိုတဲ့အကြောင်း reaction လုပ်ပြီးသွားပြီဖြစ်တယ်ဆိုတော့ဒါကိုကျွတ်ဆက်ပြီးမှမပြောချင်ဘူးဒါပေမဲ့ပြောချင်တာကဒီနေ့ကျွတ်တို့ကချင်ပြည်နယ်မှာအခုအထူးတဖြင့်ဒီပူတာဦးဘက်မှာဆိုလို့ရှိရင်စစ်ခွေးတွေဘက်ကနေမှကျွတ်တို့လူမျိုးအချင်းချင်းပဋိပက္ခဖြစ်အောင်မျိုးစုံနဲ့ တုံးလာနေတယ်ဒီခဏတော့က Rowan Alliance ဒီပြောတယ်လို့ပဲသူတို့ရဲ့ဝတ်စုံကိုခွေးချမ်းပုတ်ဒီဘက်ကနေမှ Rowan လူမျိုးတွေရဲ့အမျက်တနိုးတံဖိုးထားတဲ့သူတို့ရဲ့ဝတ်စုံကိုဝတ်ပြီးမှတပိတ်မောက်ကြတယ်ဆိုတော့ဒါတွေကိုလုံးဝမလုပ်ဖို့အတွက်အခု Rowan ဒီဘက်ကနေမှတောင်းဆိုလာခဲ့ပြီဆိုတော့အခုသူတို့ကတော့ငို့လို့လဲ Rowan ပေါ့နော် ခွေးကလူရုပ်ပေါ့မလားနော်ခွေးကလူရုပ်ပေါ့မလားခွေးကခွေးပဲလူကလူပဲနော်ဆိုတော့အခုသူတို့ကခွေးကနေမှလူဖြစ်ချင်တော့လူရဲ့ဝတ်စုံတွေကိုဝတ်ပြမှတပိတ်မောက်ကြတယ်ဒါကိုအခုရောင်းတွေလုံးဝမကြိုက်ဘူးနော်ပူတာဥဘက်မှာရှိတဲ့အများမဟုတ်ဘူးနော်တချို့တော့ရောင်းလိုမျိုးအကြောင်းကိုကျမပြောခဲ့ပြီးပြီကျမတို့ကိုဘလိုနီးနဲ့တွေးခွဲတယ်လေဆိုလို့ရှိရင်ရောင်းလိုမျိုးတွေကိုနင့်တို့ဟာ ကချင်တို့မျိုးမဟုတ်ဘူးနင့်တို့ဟာပမာဖြူဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့တွေးခွဲထားတဲ့အရာတွေရှိတယ်။တချို့တချို့တော့ရဝံလိုမျိုးဟာဒီနေ့ဒီအချိန်ထိစစ်ခွေးတွေရဲ့အဘောပေါ်မှာမျိုးလွင့်နေတဲ့ရဝံလိုမျိုးတွေရှိပါတယ်။ဆိုတော့ဒီလိုမျိုးတွေကိုအထူးတဖြင့်အခြေခံပြီးတော့ဒီနေ့ကျမတို့ကချင်တို့မျိုးတွေမှာနော်လူမျိုးရဲ့ပဋိပက္ခဖြစ်အောင်ခွေးတွေဘက်ကနေမှာကြံစီနေတာဖြစ်တယ်။ခွေးတွေကိုတော့မပြောချင်တော့ဘူးဆိုတော့ ကျတော့လူမျိုးတွေဖြစ်တဲ့ခွေးဘက်ကိုရက်နေတော့ရောင်လူမျိုးတွေအခုကတော့နင့်တို့နားလေဖို့တိတက်ဖို့မြင်တက်ဖို့တင့်ပြီးလို့ပဲကျွန်တော်ပြောချင်တယ်เนาะဒီချက်ပို့ပြီးမှဆိုးလာတယ်ဆိုလို့ရှင်တော့လေအမြဲတမ်းပြောတယ်လို့လူမျိုးရဲ့တိုက်ပွဲမဟုတ်တဲ့အတွက်ကြောင့်ငရုကနင့်တို့ဘက်ကိုလုံးဝရက်ပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းပြောပြချင်တယ်เนาะပြီးရင်အခုကျွန်တော်နောက်သတင်းတစ်ပုဒ်နေတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်เนาะအမြိုင်တို့ပေါက်တို့အဲ့ဒီကြောမှာဆိုရင်ကျွန်တော်ရန်နယ်လဲရတွင်နေရှိတယ် ရန်လိုက်ရတွေနဲ့ပတ်သက်ရင်လိုက်ရတွေလုံနေတဲ့သူတွေအနေနဲ့ခင်ဗျားတို့လုပ်ငန်းတွေရတန်းရရပါမဟုတ်ခင်ဗျားတို့ခေါင်းပေါ်မှာပါရာမိုတာရှိပါတယ်ပါရာမိုတာရှိမယ်ဂျူရိုကော်ပိုရာရှိမယ်ခင်ဗျားတို့ခေါင်းတွေပေါ်မှာပြန်နေပါတယ်အဲ့ဒီပါရာမိုတာတွေဂျူရိုကော်ပိုရာတွေကခင်ဗျားတို့ခေါင်းပေါ်ဘုံသီးလေးတွေပြစ်ချပါလိမ့်မယ်ခင်ဗျားတို့လုပ်နေတဲ့ကနိုင်ငံတော်ရဲ့တယံဇာတနိုင်ငံပိုင်ပြည်စုခင်ဗျားခိုးထုတ်နေတာပါညိုင်နဲ့ပေါက်မှာရှိနေတဲ့တရားမွေရန်နယ်လက်ရက်တွေလုံနေတဲ့အကြံပတ်အာဘီအုပ်စုတွေအနေနဲ့လေးနဲ့ဘုံကျဲမှခင်ဗျားတို့ပြည်သူလို့မအောင်နဲ့တော့ ဘာကြောင့်လဲဆိုတော့အကြမ်းဖက်အုပ်စုကိုတော်ဝါရေးဖြစ်စေတိုင်းရေးဖြစ်စေပံ့ပိုးရဲဆိုရင်ခမည်းတော်ကိုယ်တိုင်အကြမ်းဖက်အုပ်စုကိုအားပေးတာခမည်းတော်ကိုယ်တိုင်အကြမ်းဖက်မှုမြောက်ပါတယ်ရှင်းရှင်းပြောရမယ်ဆိုရင်နေရာတိုင်းမှာပါရာမိုတာတွေဆက်တက်လေဒီတွေအကုန်နေရာတိုင်းမှာချထားပါတယ်ဒီဆက်တက်လေဒီတွေပါရာမိုတာတွေကခမည်းတော်တရားမွေလုံနေတဲ့နေရာဆိုလက်တကမ်းပဲရှိပါတယ်ငွေကငေါ့တဲ့အရေးကြီးတဲ့ငါတို့ဘဝတွေအသက်တွေအရေးမကြီးဘူးပတ်စံတာအရေးကြီးတဲ့ဆိုရင်ခမည်းတော်ခေါင်းကပါရာမိုတာရှိပါတယ်ခမည်းမေတ္တာဆိုတာခမည်းကျွန်တော်တို့လက်ရှိတက်မတော်ကစစ်စီရင်ဆင်းတဲ့နေရာမှာပြည့်သူမေတ္တာတွေတောက်လျှောက်ရတာအခုဆိုကြည့်လိုက်အာတက်မတော်ကြီးဘယ်တော့ ်ဒဲနီယာတိတ်ပေးမှာလဲလာပါအောင်ကျမတို့ဗမော်မျိုးကြီးကိုအပီးတိတ်ပေးပါအောင်ကျမတို့မကုတ်မျိုးကြီးပဲတက်မလို့တိတ်ပေးပါအောင်မိုင်းကောင်မျိုးကြီးတိတ်ပေးပါအောင်နံပါတ်2တိတ်ပေးပါအောင်ပြည်သူတွေတောင်းဆိုနေတာခင်ဗျားကလည်းဒီသေးပြချုပ်ချင်တာကအညာမရှိတဲ့ PDF တွေနဲ့ခင်ဗျားတို့ပုံးကြတာကထနောင်းပင်နဲ့ထမ်းပင်ပဲပုံးကြရှိတယ်ပြီးရင်ကျွန်တော်တို့ကပဲဒီဇိန်တို့မြေပဲတို့မတ်ပဲတို့ဗျာအဲ့ဒီအောင်မဲ့ပုံးကြရှိတယ်တနည်းအားဖြင့်ကြီးစကိုင်းတို့မကွေးတို့မှာတော့ကွန်ပေါင်းတက်မျောစေရတာခင်ဗျားတို့ရဲ့အလောင်းတွေမြေကြီးတဲ့ထက်မြေဆွေးဖြစ်တပိနေကြီးကောင်းပါတယ်ခင်ဗျားတို့မိုက်တွင်းဆက်နက်နေမယ်ဆိုတော့ကောင်းပါတယ် ဒီဗီဒီယိုဟာဆိုလို့ရှိရင်စာကလေးကောင်းကနေမှအော်တိုဘာလရှိရနေတော့ကလုတ်ထားတဲ့ဗီဒီယိုဖြစ်တယ်ဒီနေရကြမှာပဲဘာကြောင့်မို့ကျမကနေမှ reaction လုတ်တယ်လဲဆိုလို့ရှိရင်အခုဒီမှာကျော်စုဦးကလည်း PDF ကိုဇော်ကားတဲ့စကားပြောတယ် PDF ကိုဇော်ကားခြင်းဟာတော်လရဲကိုဇော်ကားခြင်းဖြစ်တယ်ထို့နည်းတူပဲသူ့ရဲ့ video ကိုဒီနေ့မှကျမတို့ reaction လုပ်ရခြင်းဟာအခုတက်တက်ခိုင်နဲ့ဆက်ဆက်လာတဲ့အတွက်ကြောင့်လည်းဖြစ်တယ်ဆိုတော့အခုတက်တက်ခိုင်ဟာဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကို နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ဟာနိုင်ငံရေးအနေနဲ့ဆွဲထားတာမဟုတ်ဘဲနဲ့နိုင်ငံတော်ရဲ့ငွေကို ကောင်းကောင်းမသုံးဘူးပြီးလို့ရှင်အကလိလိုက်စားတယ်ဆိုရက်အမှုဒီနဲ့ဖမ်းထားတဲ့အတွက်ကြောင်းသူတို့ဟာနိုင်ငံရဲ့အကျင့်တာမဟုတ်ဘူးဆိုတဲ့အကြောင်းကို ခွေးမတက်တက်ခိုင်ကနေမှပြောသွားတယ်ဒေါအောင်ဆန်းစုကြည်ရဟယေဝေရာဟာနိုင်ငံတော်သုံးဖို့ရအတွက်လုပ်တဲ့ဥစ္စာကိုအကလိလိုက်စားတယ်လို့ပြောရအောင်သူ့ရဲ့အုံနောက်ထဲမှာပါရှိတယ်လဲနောက်တစ်ခုကတော့အရင်တော့က မြန်မာနိုင်ငံမှာလေရင်မရှိခဲ့ဘူးဒေါ်အောင်ဆန်းစုကြည်ဝေထားတဲ့ရဟရင်ကလွဲရင်မြန်မာနိုင်ငံမှာဘေးခွေးလက်ထက်မှာမဒီနိုင်ငံတော်နဲ့ဆိုင်တဲ့လေရင်မဝယ်ဘူးငလျင်လောက်လာခဲ့တဲ့အခါမှာနိုင်ငံအသီးသီးကနေမှငလျင်တန်းကိုခန်းစားနေတဲ့ပြည်သူလူထုတွေအတွက် ကူညီလာတဲ့ပတ်ဆံနဲ့ခွေးတဘူကတော့လေရင်ဝယ်လိုက်တယ်ဒီနဲ့ခွေးတဘူဝယ်လိုက်တဲ့လေရင်ဟာဘေးပီတူအတွက်တုံးခဲ့တယ်လဲရေကြီးတုံးကလည်းတုံးခဲ့တယ်လားသူတယောက်တည်းဒီလေရင်ကို စီးပြီးမှတရုတ်ပြည်သွားတယ်ရုရှားသွားတယ်ပီတူဒီအတွက်လူထားပေးလိုက်တဲ့ငွေနဲ့ဒီလေရင်ဝယ်တာကိုခွေးတဘူရဲ့တဆင့်ခံကျွန်ဘောဆုပ်ဘောငုံဒီကတော့ဘဒူကစကားတခွန်းထွက်ပြောခဲ့တယ်လား ဒီလေရင်ဝယ်ပြီးတဲ့နောက်ပိုင်းမှာရေလဲကြီးခဲ့တယ်ဘဲသူ့ကိုဒီလေရင်သုံးပြီးတော့သမင်းတပွဲလာချခဲ့တာတွေ့ခဲ့တယ်လားဆိုတော့အခုဒီဒေါ်တက်တက်ခိုင်ဆိုတဲ့ခွေးမကဒေါ်အောင်ဆန်းစုကြည်ဟာအကလိလိုက်စားတယ်လို့ပြောတဲ့အခါမှာကြွအမြဲတမ်းပြောတယ်လို့ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ထောင်ထဲရောက်သွားတာ9နှစ်ရှိလာပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်အကလိလိုက်စားခဲ့တဲ့အထောက်ထားပြပြီးမှနင့်တို့ပြောနိုင်ခဲ့တာတခုရှိခဲ့တယ်လား ဒေါ်အောင်ဆန်းစုကြည်ဟာအကလိလိုက်စားတယ်ဆိုလို့ရှိရင်သူအကလိလှုပ်ရှားခဲ့တဲ့ပတ်စံနေနဲ့ဘာလှုပ်ခဲ့တယ်လဲသူ့မှာပတ်စံရှိလို့ပဲသူထောက်ပံ့တယ်ဒီနဲ့တော့တက်တက်ခိုင်လှုပ်ထားတဲ့ foundation ပါရှိခဲ့တယ်လဲခွေးတပုဘယ်စင်းရဲသားကိုဘာကူညီခဲ့ဖူးခဲ့တယ်လဲအိန္ဒိယနိုင်ငံမှာ refugee တွေဒေါ်အောင်ဆန်းစုကြည်ရဲ့ပတ်စံနဲ့ကြောင်းတက်နေတဲ့ကလေးတွေအများကြီးရှိတယ် ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ဟာသူရှိလို့ပဲသူမလို့လို့ပဲသူရဲ့ဒီ Nobel ဆုကပတ်စံနေစာအုပ်ထုတ်ထားတဲ့အထက်ကရတဲ့ပတ်စံနေနဲ့ကျမ်းမာရေးနဲ့ပညာရေးအတွက်အသုံးပြုခဲ့တယ်ဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာခေါင်းဆောင်တွေအများကြီးရှိခဲ့တယ်တင်းစိန်ဘဲပညာရေးကို foundation ချပြီးမှလုပ်ခဲ့တယ်လဲတန်းရွှေခွေးတခိုးဘယ်မှာတန်းရွှေရဲ့ foundation ဘယ်ကျောင်းပညာရဲ့ foundation ကိုပေးခဲ့တယ်လဲအခု ဘယ်ကနေရလာခဲ့တဲ့လည်းမသိတဲ့ဒီတောင်းနိုင်ရဲ့တားလို့တော့ခေါ်တာပဲတောင်းနိုင်ဆိုတာခွေးဝဲစားလားမြောက်လားတော့မသိတဲ့ဒီတိရစ္ဆာန်နဲ့ရထားတဲ့ခွေးကြဘူးကလည်းပဲနိုင်ငံတော်ကခိုးထားတဲ့ပတ်စံနေနဲ့တားသမီးတွေကိုလုပ်ငန်းခွေးနဲ့ပဲပြီးမှငွေရှာစားနေတဲ့ခွေးတရောင်စားမင်းအောင်လိုက်ကလည်းဘယ်ပြည်သူတွေအတွက်ကောင်းကျိုးတစ်ခုကိုလုပ်ခဲ့တယ်လဲ ဒီနဲ့တက်တက်ခိုင်းနင်းဟာအေးအေးဆေးဆေးနင်းစီမှာရှိတဲ့ရွှေနန်းတော်ရွှေဆိုင်ကိုလုပ်ရင်နင်းဟာကြက်တည်းရှိလိမ့်မယ်ဒါပေမဲ့အခုနင်းတော်အောင်ဆန်းစုကြည်ကိုလည်းကိုကကျေးဇူးရှိအနေနဲ့မမြင်နေတောင်မှပြည့်ရပြုတ်ချင်းဟာနင်းရဲ့အသက်အန္တရာယ်အတွက်ခါတိုင်းတဲ့ပို့ပြီးမှစိုးရိမ်စရာရှိတယ်လို့ပဲပြောလိုက်မယ်နော်ပြီးလို့ရှိရင်နင်းရဲ့ရွှေနန်းတော်ဒီဘာဖြစ်လာမလဲဆိုတာကိုကြိုတင်ပြီးမှတွေးထားပါလို့ပဲပြောချင်တယ်နော်အခုဒီနေ့ကျမတို့ အညာ PDF တွေကိုကျမကနေမှတောင်းဆိုခြင်းနဲ့ဖြစ်စေခြင်းနဲ့အရာတစ်ခုကဒီနေ့အညာ PDF တွေဟာလက်နက်ကင်နေတော့စစ်ခွေရဲခွေဘျူခွေ ပြည်သူခွေးတွေကိုပဲချနေကြတယ်လက်နဲ့မကင်တော့သူ့ရဲ့နောက်သားမှာရှိနေတော့မိသားစုကိုပါငါတို့ချရမယ်ဆိုတော့ကိုဘယ်တော့မှမမဲနဲ့တရင်ကျညတုံးကစီမီပူဇော်ခဲ့တော့ပြည်သူလူထုဒီကိုတတ်လိုက်တဲ့အခါမှာနောက်သားမှာချနေတော့ခွေးမိသားစုဒီထဲကနေမှဘာပြောလဲဆိုတော့ဒီနေ့ကျမတို့တော်လာရဲဒီဟာစီမီပူဇော်တာမဟုတ်ဘဲနဲ့အတူပါအတွက်စီမီပူဇော်နေကြတယ်ဆိုတဲ့အဥ္စာနဲ့အခု TikTok ထဲမှာပြောထားတာတွေ များကြီးရှိတယ်။ဒါကြောင့်သူတို့ထင်တာကတော့နောက်တန်းမှာရှိနေတော့လေရင်နဲ့ဘုံကျဲတဲ့ခွေးကနဲ့အစပြည်သူခွေးတွေအားလုံးရဲ့မိမတွေဟာအေးအေးစစ်နေနေရတဲ့အတွက်ကြောင့်ရှေ့တန်းမှာဒီခွေးတွေကနဲ့မှကျတို့တော်လာရဲတွေကိုတိုက်ခိုက်နေတယ်။ဆိုတော့ကျတို့ဟာရှေ့တန်းတစ်ခုကိုပဲတိုက်တာမဟုတ်ပဲနဲ့နောက်တန်းကိုလည်းဖြိုချရမယ်ဆိုတော့ကိုမမေ့ကြပါနဲ့ကျတို့ကင်ထားတဲ့လက်နက်တွေနောက်တန်းမှာရှိနေတော့ ခွေးတွေရဲ့မိသားစုကိုလည်းချရမယ်အချိန်ရောက်နေပြီလို့ပြောချင်တယ်ဆိုတော့ဒီနဲ့ထောက်ပို့ဒီလည်းပဲလွန်ခဲ့တဲ့အချိန်မှာကုညီတာတဲ့ဒီနဲ့ကျွတ်တော့ပို့ပြီးမှကုညီကြပါပြီးလို့ရှိရင်နောက်တန်းမှာရှိနေတော့တော်လာရဲ့မိသားစုတွေလည်းအရင်တော့ကကုညီတာတဲ့ဆက်လက်ပြီးတော့ကျွတ်တော့ကုညီဖို့တော့လိုအပ်လာပြီလွန်ခဲ့တဲ့သတင်းထဲမှာကျမကျော်စုဦးတို့သတင်းကိုတင်ပေးတဲ့ခါမှာတချို့တော့သူဒီကပြောတယ်ဒီခွေးနှကောင်ကိုရှင်းပြလိုက်ရမလားလို့ပြောတယ် မင်းရှာတော့မလို့အချိန်ပြည့်ရှင်းပြဖို့လိုအပ်တယ်သူတို့ကယူယူတရင်မဲ့ကြောင်ညာရင်ကျမဘာမှမဆိုလို့ချင်းဘူးဒါပေမဲ့ဒီနေ့ကျမတို့တော်လာရဲတွေကိုထိခိုက်ပြီးမှပြောလာတဲ့အခါမှာကျွတ်လည်းလုံးဝခွန့်လွတ်လို့မရဘူးဒီခွေးနှစ်ယောက်ကိုရှင်းလိုက်တဲ့အခါမှာရှင်းတဲ့သူကိုပေးဖို့ရအတွက်ငွေထဲမှာကျမလည်းဒေါ်လာတစ်တောင်းခွဲထည့်ပဲချမယ် နော်ဒီခွေးတွေကပြက်ရှင်းရမယ့်အချိန်ရောက်နေပြီဒါကြောင့်ဒီနေ့အညာ PDF တွေလည်းပဲခွေးတွေရဲ့နောက်တမိသားစုကိုလည်းပဲခြားရမယ့်အချိန်ဖြစ်နေပြီ ထောက်ပို့ဒီလည်းပဲအညာ PDF တွေကိုအရင်တော့ကပို့ပြီးမှခွေးတန်းများများချပေးပါလို့ကျွန်မပြောချင်တယ်ပြီးနောက်တစ်ခုကတော့ဒီနေ့ကျွန်တော်တို့တော်လရဲဒီဘက်ကနေမှာ လက်ခံချင်တဲ့မလက်ခံချင်တဲ့ခွေးတွေကတော့ရွေးကောက်ပွဲလုပ်သွားမှာဖြစ်တယ်။ဒီရွေးကောက်ပွဲကဘယ်သူမှမထောက်ခံချင်တဲ့သူတို့ဘက်ကနေမှရွေးကောက်ပွဲလုပ်မှာဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရဒီကိုတော့သူတို့ရဲ့ဘောပိုင်ရှင်တွေဖြစ်တဲ့တရုတ်နဲ့ရုရှားကနေကူညီလာတဲ့အခါမှာသူတို့ရဲ့တော်လာရေးဟာအခုဒီအချိန်ထက်ပေါ်ပြီးမှခက်ခဲလာနိုင်တဲ့အခြေအနေတွေဖြစ်သွားနိုင်တယ်။ဒါကြောင့်ကျတော့ဒီရွေးကောက်ပွဲမရောက်ခင်မှာအပြတ်ချရမယ့်အချိန်ဖြစ်တယ်။ 越搞便宜的路边的、哎，最亏的别家的嘛，首先拍到阿些熟路先来呗。阿库个巴我都不要买个，阿库面面能阿古，阿库亏的五千多兰，好不？六的五千多兰批的，大家莫安西阿买嘞。问过伊爸阿妹，说的斯卡的，都批来阿的，批了先呢，古拉坦玛嘎的买哟。 စစ်ခွေးမဟုတ်တော့ဘူးအယတဆိုးရာနေဖြစ်တဲ့အတွက်ကြောင့်အယတဆိုးရာကနေမှထိုင်ခိုင်းစေခြင်းနဲ့သူ့ကိုတင်သွင်းလိုက်တဲ့လူကိုလက်ခံလာနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်တယ် ပြီးတော့အခုအားလုံးသိတဲ့အတိုင်းပဲစစ်ခွေးတွေကတော့အမေရိကန်တွေနဲ့ဆက်သွယ်နိုင်ဖို့ရအတွက်သူတို့လော်ဘီနှခုကိုလည်းပတ်စံအများကြီးအကုန်ကြခံပြီးတော့ငားထားတာတော့အားလုံးသိပြီးတာဖြစ်တယ်ဆိုတော့ဒီနေ့ဒီရွေးကောက်ပွဲတာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်လာရဲတဲ့အတွက်ပိုပြီးမှအထည်နာစရာတွေဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲမရောက်ခင်အခုကဆယ်လပိုင်းရောက်နေပြီဂျားမှာတလာပဲကြံတော့တယ်ကျွန်တော်တို့တော်လာရဲတွေ အများကြီးတွန်းဖို့လိုအပ်လာပြီးရွေးကောက်ပွဲဖျက်ဖို့ဟာကျမတို့ရဲ့တရားရာခိုင်နှုန်းအရေးဖြစ်တယ်ဆိုတော့ဒီရွေးကောက်ပွဲမရရအောင်ဖျက်ရမယ်တာဝန်ဟာကျမတို့တော်လာရေးရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်အထူးသဖြင့်လည်းအညာ PDF ဒီဘလောက်အထိနင်းတို့ကိုအထင်တဲခဲ့တယ်လဲအရင်တော့အစားကလေးကောင်းနေဘာပြောလဲလက်နဲ့ကြိုင်တိုင်းရင်သားတွေနဲ့ငိမ့်ချမ်းရေးယူပြီးတော့ PDF နင်းတို့ကိုအတကုံချမယ်တိုင်းပြည်အတွက်အသက်ပေးခဲ့တဲ့ PDF ဒီရဲ့အကူတောင်ဘာပြောလဲ သေးအရင်ပေါက်ပြီးမှပဲဘုံကျဲမယ်လို့ပြောခဲ့တယ်เนาะဆိုတော့တလောက်အထိကိုကိုချိုးချိုးနေနေလောက်ခဲ့တယ် အညာဒီခဏတော့ကလည်းပြောတယ်ဒီအခုပေါက်ဒီမြိုင်ဒီဘက်မှာရေနံလုံနေတဲ့သူတွေလည်းနားရင်နားမနားဘူးဆိုလို့ရှိရင်နင်တို့ရဲ့အပေါ်မှာမပါရာမိုတာတွေပြတ်နေတယ်နင်တို့ကိုဘုံကျဲတိုက်ခိုက်မယ်တတ်ပစ်မယ်လို့သူပြောသွားတယ်ဆိုတော့ဒါဟာချင်းချောက်ချင်းတစ်ခုဖြစ်တယ်ဆိုတော့အခုအညာမှာရှိတဲ့ PDF တွေကိုအထင်သေးချင်းဖြစ်တယ်ပြီးတော့ခဏတော့ကဘာပြောလဲပုံမနေရာဒီတောင်မှမြေပြေပင်အောက်ဒီမှာပဲပုံလို့ရမယ် PDF ဒီအခင်းနေထဲမှာတည်သွားတယ်ဆိုလို့ရှိရင်တော့ compost မြေဩဇာတွေ ပြန်ရနိုင်တယ်ဆိုတဲ့အကြောင်းသူပြောသွားတယ်ဒီနေ့ကျွန်တော်တို့တော်လိုင်းရေးတွေပဲမြေဩဇာဖြစ်မလားတို့ပဲမြေဩဇာဖြစ်မလားဆိုတော့ဒီနေ့ကျွန်တော်တို့တော်လိုင်းရေးတွေရဲ့စိတ်ဓာတ်ကျွန်တော်တို့တော်လိုင်းရေးတွေရဲ့လက်ထဲမှာပဲရှိတယ် နော်ဒါကြောင့်စစ်ခွေးတွေမြေဩစာဖြစ်ဖို့လဲကျတို့ PDF တွေရဲ့လက်ထက်မှာပဲရှိတယ်။ရှက်တန်းမှာမလုံခြုံမှု နောက်တန်းမှာမလုံခြုံမှုကလည်းကျတို့ PDF တွေရဲ့လက်ထက်မှာပဲရှိတယ်။ဒါကြောင့် PDF တွေဆက်လက်ပြီးတော့ကိုယ့်ရဲ့လူမျိုးတွေကိုစစ်ခွေးတွေဘလောက်အထိနာကျေးစွာ လုပ်နေတယ်လဲဆိုတော့ကိုကျတို့အခုကတော့ရေရေဝုန်းဝုန်းလှုပ်ဆောင်ရမယ့်အချိန်ဖြစ်နေပြီ။ကျတို့ဘက်ကနေမှဣပိဣပိနဲ့လုပ်နေရမယ့်အချိန်မဟုတ်တော့ဘူးဆိုတဲ့အကြောင်းပြောချင်တယ်။ပြီးနောက်တစ်ခုရင်နာစာတစ်ခုကတော့အခု ုစခုဒီဘက်ကနေတော့ PDF တွေကိုလည်းပဲငင်းချက်ရခေါ်တာတွေရှိတယ်။ကြောင်းမတက်တော့တဲ့ကြောင်းသားတွေကိုလည်းကြောင်းပြန်တက်ဖို့ရတဲ့သူတို့အများရန်ခေါ်တယ်။ဒါဟာသူတို့ရဲ့ပါဇက်ထက်ကနေပဲခေါ်တယ်။ဆိုတော့အခုဘာဖြစ်သွားတယ်လဲဆိုတော့ဘုကိုတိုင်းတဲကုံမြို့ဟာအသက်၁၈နှစ်လောက်ရှိတဲ့ဆေးတန်းကြောင်းသားဟိဝေဖြူကိုတဲကုံမြို့ရုံပြင်ကျေးရွာဘက်ကိုစစ်ခွေးဒီဘက်ကနေမှထိုးစစ်ဆင်လာခဲ့တဲ့အခါမှာဘသူမိုင်းခွဲတယ်လဲတော့မသိဘူး။စစ်ခွေးဒီဘက်ကနေမှဒီရုံပြင်ကျေးရွာဘက်ကိုထိုးစစ်ဆင် လာခဲ့တဲ့ခါမှာပုံကွဲသွားတယ်။အဲဥစားကိုသူတို့ကလည်းမဘဘုံခွဲတယ်လဲဆိုပြီးမှလိုက်ရှာတဲ့ခါမှာဒီ10နန်းចောင်းတာ ဟင်းဝယ်ဖြိုးကတော့ရှိနေတယ်သူ့ကိုပဲတွေ့လို့သူ့ကိုဖမ်းသွားတယ်ဖမ်းသွားတဲ့အခါမှာသူ့ကိုပြန်စစ်ဆေးတဲ့အခါတော့ဒီဟင်းဝယ်ဖြိုးဟာလွန်ခဲ့တဲ့အချိန်မှာသူဟာ CDM ကျောင်းသားဖြစ်တယ်ဒါပေမဲ့ဒီနှစ်ကျတော့သူ့ဆယ်တန်းကိုပြန်တွက်တက်ခဲ့တယ်ဆိုတော့သူ့ကိုအရင်တော့က CDM လုပ်တယ်ဒါကြောင့်မို့နင်းကအခုဒီမိုင်းခွဲတာလဲနင်းပဲဆိုတဲ့ပုံစံနဲ့သူ့ကိုနလတိတိတဲကုံမြို့ရဲစခန်းမှာဖမ်းဆီးထားတယ်ဒါပေမဲ့ဒီအော်တိုဘာလ3ရက်နေ့မှာတော့ ပုံမှန်90ညရဲ့90စနစ်ကကြီးရဲ့90စနစ်ခခွေးရဲ့ပုံမှန်90လေးဆိုတော့ပုံမှန်၄ခုနဲ့ထောင်ချလိုက်တယ်ဆိုတော့ကိုသိရတယ် CDM ចောင်းသားတွေကိုလည်းចောင်းပြန်လာတက်ကြပါလို့ခေါ်တယ်အခုတက်တော့လဲပဲเนาะတခုခုဖြစ်တယ်ဆိုလို့ရှိရင်တော့နင်းတို့ဟာအရင်တုန်းကလက်သုံးချောင်းထောင်ခဲ့တဲ့သူတွေဖြစ်တဲ့ CDM မလုတ်ခဲ့ကြတဲ့သူတွေဖြစ်တယ်ဆိုတော့အညို့အသေးနဲ့ပြန်ဖမ်းပြီးတော့အခုထောင်ချလိုက်တယ်ဆိုတော့ကိုသိရတယ်ဒါကြောင့်ဒီနဲ့အညာ PDF တွေအရင် ောင်းက노ကြားတာတဲ့ပို့ပြီးမှ노ကြားမဲ့အချိန်ဖြစ်နေပြီဒီနဲ့ကျတော့အညာ PDF ဒီစစ်ခွေးတွေကိုလက်ဦးမရခဲ့ဘူးဆိုလို့ရှိရင်တော့ဒီရွေးကောက်ပွဲတွေဖြစ်လာနိုင်တယ်ရွေးကောက်ပွဲဖြစ်လာပြီဆိုလို့ရှိရင်တော့စစ်ခွေးတွေကကြားတော့တော်လာရဲတွေကိုဘလောက်အထိညင်ပန်းနှိပ်စက်မလဲဆိုတော့စဉ်းစားရင်တောင်မှစက်တိမ်ဖြန်းဖြန်းထရမဲ့အချိန်ဖြစ်တယ်ဒါကြောင့် PDF ဒီပို့ပြီးမှစ조사မဲ့အချိန်ဖြစ်နေပြီဆိုတော့အကြောင်းပြောချင်တယ်နော်